Strike Queen Anisa Mason နဲ့ Gansit Melly Bronica တို့ထိတ်တိုက်တွေ့ကြပြီ ဝမ်းချင်ပြန်ရှိကတော့ကျမတို့ကန်ကျစ်တဲ့မလေးဘရိုနီကာကိုခက်ခဲကြမ်းတမ်းတဲ့ဆံပွဲတစ်ခုစစ်ချလိုက်ပါပြီရှင်။ဘရိုနီကာရဲ့အရင်ချင်းကိုစစ်တယ်လို့ပဲသတ်မှတ်ချင်ပါတယ်။အခုဝမ်းချင်ပြန်ရှိကချပြတဲ့တွဲဆိုင်ကတော့တကယ်ကိုရင်ခုန်စိတ်လို့ရှာဖို့ကောင်းနေစရာကတော့အမှန်ပါပဲ။ဘာလို့လဲဆိုတော့အခုဘရိုနီကာထုတ်တဲ့ရင်ဆိုင်ရမယ့်ဖိုင်တာကကစ်ပွန်ဇမ်မာဆိုရင်တော့ချန်ပီယံခပ်ပတ်ပေါင်းများစွာပိုင်ဆိုင်ထားတဲ့ဂန်ရွန်ချန်ပီယံကျူးဖြစ်နေလို့ပါ။အနီစာမက်ဆန်လို့အမည်ရတဲ့ဘရိုနီကာရဲ့ပြိုင်ဘက်ဖိုင်တာကတော့ကစ်ပွန်ဇင်ပရိုမိုးရှင်းဖြတ်တဲ့ဂလိုရီမာဆိုရင်တော့ချန်ပီယံအကြိမ်ကြိမ်ကိုဖြစ်ခဲ့မှုတဲ့ဖိုင်တာကျူးဖြစ် ဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ကမ္ဘာချန်ပီယံကို9ချိန်ရယူနိုင်ခဲ့တဲ့သူပါရှင် ခုဘရော်နီကာထိုးသက်ရမှာကလည်း Animals and Joan Jen နဲ့ကေပောင်စင်ပွဲဖြစ်နေပါတယ်။ပွဲကတော့တတော်ကိုလှနေပါပြီနော်။ကေပောင်စင်ပွဲပေါင်း120နီးပါးကစားထားတဲ့သူဖြစ်ပြီးတော့ပွဲတရာကျော်ကိုလည်းအနိုင်ရရှိထားတဲ့သူဖြစ်ပါတယ်။ဝေထိုင်ကျွန်းကျင်တဲ့ဘရော်နီကာကကေပောင်စင်ချန်ပီယံအကြိမ်ကြိမ်ဖြစ်တဲ့ Animals and ဆိုတဲ့ Fighter နဲ့ထိုးသက်ရမှာကိုတော့ပြည်သူတွေကစိတ်ပူနေကြရတာဖြစ်ပါတယ်။မြန်မာ Fighter တွေတက်လာပြီဆိုရင်ရိုက်ချကြနာလားဆိုတဲ့အထိမတ်နေမှာလဲမိကွန်းနေမိထားတာကိုတွေ့ရပါတယ်။လက်တတော်မှာဆိုရင်လည်း One Championship မှာ Thai Fighter တွေကိုပဲဇက်တက်အနိုင်ယူပြနိုင်ခဲ့တဲ့တွလင်းထက်ကို မွေထိုင်းရဘိုးရီကြီးစမေးနဲ့ပေးတွေးခဲ့တာကလည်းအလုံးအသိပါပဲ။ဒါကြောင့်ဒီပွဲအတွက်ကိုလည်းပြည်သူတွေကစိုးရိမ်နေကြရတာဖြစ်ပါတယ်။အနီဇတ်မတ်ဆန်ကလက်ရှိမှာတော့အသက်39နှစ်ရှိပြီမို့တိုက်ခိုက်ရေးလောကအနေနဲ့ပြောရမယ်ဆိုရင်တော့အကြက်ဘက်ကိုရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့သူမဖြတ်တန်းလာတဲ့အတွေ့အကြုံပိုင်းတဘာပိုင်းမှာတော့ရှော့တွက်လို့မရတဲ့ဖိုင်တာ2ပါရှင်။ဗရိုနီကာကတော့လက်ရှိအသက်29နှစ်ဖြစ်ပြီးတော့ ပြိုင်မဲ့ဖိုင်တာနဲ့ဆိုရင်တော့အသက်၈နှစ်လောက်တော့ကွာပါတယ်။ဘရိုနီကာကမွေထိုင်းရိုးရလက်ဝေးတွေမှာအောင်မြင်တယ်လို့ကစ်ပွန်စံကစားမှုတွေအတွေ့အကြုံတော့ရှိပါတယ်ရှင်။ဒါပေမဲ့ဒီပွဲကတော့ဘရိုနီကာအတွက်ခက်ခဲတဲ့ပွဲဖြစ်နေမှာပါ။ဂျူနီယာဖက်ဒက်စ်ကိုအနိုင်ယူပြီးတကာလပွဲတွေနဲ့ဝင်းနေတဲ့ဘရိုနီကာကအခုဆိုရင်တော့လေ့ကျင့်မှုတွေကိုပုံမှုပြီးတော့လှုပ်ဆောင်နေပါပြီ။ကမ္ဘာအကောင်းဆုံးချန်ပီယံအနေနဲ့လည်းတွက်ဖက်လေ့ကျင့်မှုတွေရှိနေတာကြောင့်ဘရိုနီကာရဲ့အရေးချင်းတွေကတိုးတက်လာဖို့ပဲရှိပါတယ်။ ရော်နီကအနေနဲ့ဒီပွဲကိုအနိုင်ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ Stanfordes နဲ့ပွဲဖြစ်လာဖို့ကရှိနေပါတယ်။ Junior Fedes ကိုကြိတ်ထားတဲ့ Veronica ကို Stanfordes ကလည်းလက်စားချေခြင်းနဲ့အနေနဲ့တွေ့ကျင်တယ်လို့လည်းပြောထားပါတယ်။သူတို့နှစ်ဦးပွဲကတော့2026မှာဖြစ်လာနိုင်ပါတယ်နော်။ဒါကခံမဲပြီးတော့ပြောလိုက်ကြပါရှင်။ဘာပဲဖြစ်ဖြစ် Veronica အနေနဲ့အခုလက်ရှိ Anison Maxan နဲ့ပွဲပေါ်မှာအယုံဆိုင်ပြီးတော့အနိုင်ပွဲဖော်ဆောင်နိုင်ဖို့ကအရန်ကိုအရေးကြီးပါတယ်။ဒါကြောင့် Veronica အနေနဲ့အရန်ကိုစူးစမ်းရမယ့်ခက်ခဲတဲ့ပုံစံတစ်ပုဒ်ဖြစ်နေပါတယ်။အခု Veronica နဲ့ Anison Maxan တို့ရဲ့ပွဲကတော့ ော့လာမယ့်နိုဝင်ဘာလ9ရက်နေ့မှာထိုးသက်သွားမှာဖြစ်ပါတယ်။ Wi-Fi နဲ့ပွဲစဉ်37မှာပုံမှန်ထိုးသက်သွားမှာဖြစ်တဲ့အကြောင်း One Championship ကအတည်ပြုပြောကြားလိုက်ပါပြီရှင်။ One Championship အနေနဲ့က Veronica ရဲ့အရေးအချင်းကိုအမှန်တကယ်စစ်ဆေးနေတာလား၊မြန်မာ Fighter တွေတက်လာရင်လုံနေကြလမ်းစဉ်အတိုင်းလုံနေသလားဆိုတာကတော့မသိအနိုင်အောင်ပါပဲ။ဘာပဲဖြစ်ဖြစ်ပါဒီပွဲမှာအနိုင်ရလက်ဖော်ဆောင်နိုင်အောင်ကြိုးစားဖို့ကိုပဲပြောချင်ပါတယ်ရှင်။နိုင်ပွဲကိုမျှော်လင့်ရင်းနဲ့အားပေးနေပါတယ် Veronica ရဲ့အကောင်းဆုံးရလက်ဖော်ဆောင်နိုင်ပါစေရှင်။